တရုတ်ကုန်သွယ်ရေးလမ်းမန္တလေးမူဆယ်လမ်းပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းဒေသကတန်းထက်တန်းနယ်သိမ့်ပိုက်ထိန်ရှုပ်ထားတဲ့မြို့တွေကိုစစ်ကောင်စီကစတိုက်ထိုးစစ်ဆင်ပြီးပြန်လည်သိမ့်ပိုက်တာတွေလုပ်နေပါတယ်။အော်တိုဘတ်၁ရက်နေ့ကတန်းနယ်ထိန်ရှုပ်ထားတဲ့ကြောင်မဲမြို့ကိုစစ်ကောင်စီကအပိသက်သိမ့်ပိုက်ထိန်ရှုပ်လိုက်ပြီးပြောင်းစစ်ကောင်စီထိန်ရှုပ်တဲ့ဒင်းစာတွေကဖော်ပြပါတယ်။ ကျောင်းမဲဒေသခံတွေဟာစက်ကောင်စီဘောစည်ရည်တည်အရှဲလက်ပေးပို့တာနဲ့စက်ကြောင်းနှစ်ကြောင်းနဲ့အင်အားများစွာအုံပြူတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းမဲမျိုးကိုအချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့စက်ကောင်စီထိန်းချုပ်ထားတဲ့ MRTV သတင်းဌာနကဖော်ပြထားပါတယ်။တရုတ်နိုင်ငံနဲ့အဓိကကုန်သွယ်လမ်းကြောင်းတစ်ခုဖြစ်တဲ့မန္တလေးလာရှိုးမူဆယ်လမ်းမကြီးကကျောင်းမဲမျိုးကိုစက်ကောင်စီကအောက်တိုဘာ၁ရက်နဲ့နောင်ရှိုးမျိုးကိုဇူလိုင်၁၆ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တာပါ။ ဆက်လက်ပြီးတော့စက်ကောင်စီကတင်းနယ်လေးထိန်းချုပ်ထားတဲ့သီဘောမျိုးကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့စည်ကြုံးညီသူတွေကသုံးသပ်ကြပါတယ်။ဟုတ်ကဲ့လက်ရှိကြောင်မဲထီသိမ့်လိုက်ပြီးဆိုတော့တေချာဘောက်ထိုးမှာတော့ကျွန်တော်တို့သီဘောပေါ့နော်သီဘောပြီးရင်တော့ပြီးတော့ပြီပေါ့မပြီးဘူးဆိုရင်လည်းနာမတူတော့ဆက်ပြီးတော့ထိုးမဲ့အနေထားမျိုးပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်တို့သုံးသပ်ရပါတယ် အခုလဲနံပါတ်2မှာကျွန်တော်တို့လေချောင်းတက်ခိုက်မှုတွေလုပ်နေတာတွေ့ရတယ်ပေါ့နော်အဲ့တော့လောလောဆယ်လက်ရှိကတော့တီဘောကိုထိုးမယ်ဆိုတော့ကျွန်တော်တို့တီဘောကလာရှိုးရောကြောင်မဲရောနှစ်မျိုးလုံးတက်လို့ဟိုနှစ်နှစ်မျိုးလုံးပေါ့နော်နှစ်မျိုးလုံးညှက်ပြီးတော့တိုက်လို့ရတဲ့အနေထားတွေ့ရတယ် အော်တိုဘား၂ရက်နေ့မှာတရနယ်လီထိန်းချုပ်ထားတဲ့နမတူနဲ့မန်တုံမြို့ကိုစစ်ကောင်စီကလေကြောင်းတိုက်ခတ်ခဲ့တာကြောင့်အရသာ၃ယောက်သေဆုံးပြီးခလင်းငယ်အပါဝင်၆ယောက်ဒဏ်ရာရခဲ့တယ်လို့တရနယ်လီကထုတ်ပြန်ထားပါတယ်။လက်ရှိစစ်ကောင်စီကကြောင်မဲမြို့မှာအုပ်ချုပ်ရန်တရားတွေလည်ပတ်နိုင်ဖို့ထွေအုပ်ရဲနဲ့လူမှုကြည်ကြရေးဌာနဝန်ထမ်းတွေကိုကြောင်မဲမြို့ကိုဆီလွတ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ပြကတဲ့2025ဧပြီလမှာတရုတ်နိုင်ငံနဲ့စစ်ကောင်စီတပ်တို့တရုတ်နိုင်ငံကကုမင်းမြို့မှာတွေ့ဆုံခဲ့ကြပြီး တင်အောင်လေးထိန်းချုပ်ထားတဲ့နောင်ဆိုကြောင့်မွဲအပါအဝင်မြို့ငါမျိုးကိုပြန်ပေးဖို့စစ်တပ်ကတောင်းဆိုခဲ့ပါတယ်။အဲဒါအပြင်ဩဂတ်စ်လ29ရက်နေ့မှာတရုတ်နိုင်ငံကူမင်းမြို့မှာထပ်မံတွဲဆုံခက်ရှင်မှာတင်အောင်လေးကကြောင့်မွဲနဲ့တီဘောမျိုးနှမျိုးကိုပြန်ပေးမယ်လို့ဆွေးနွေးခဲ့ပေမဲ့စစ်ကောင်စီက10နှစ်ခွန်ဆက်စင်ရဲ့အတွင်းသိမ်းပိုက်ခဲ့တဲ့မျိုးတွေအလုံးကဆုတ်ခိုင်းလိုက်ကြောင်းဆွေးနွေးပွဲပြက်ခဲ့ရပါတယ်။တဆန်နစကွန်ဆက်စင်ရဲ့တွင်တင်ပိုက်နိုင်ခဲ့တဲ့မြို့တွေကတန်နလီဟာသီဘောနက်ဆန်မိုင်းလုံမိုးမိတ်မန်တုံနမတူကွက်ခိုင်နမ်ခန်း မိုင်းငုံမျိုးနဲ့မိုးကုတ်မျိုးတို့ကိုပဲတင်ပိတ်ထိန်းချုပ်ထားနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းကတရနယ်လေးတင်ပိတ်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာတအံတိုင်းရင်းသားတွေဟာလူနည်းစုအဖြစ်သာရှိနေပြီးဒေသခံတွေရဲ့ထောက်ခံမှုအားနည်းတာနဲ့စစ်ကောင်စီကိုဒေသခံတွေကတည်င်းအရှက်လက်တွေပေးနေတာကြောင့်ထိန်းချုပ်နိုင်မှုခက်ခဲတာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ဒါကြောင့်အကြက်တဲတွေနဲ့ရင်ဆိုင်နေရတဲ့တရနယ်လေးအနေနဲ့တဦးတဲ့တောက်ခံတာထက်မမအင်အားစုတွေနဲ့ပူးပေါင်းခုခံတဲ့နယ်လို့နိုင်ငံရေးလှည့်လာသူတွေကသုံးသပ်နေကြပါတယ်။ DNA လေးအကျက်အတဲ့ဟာတူတူလေးနဲ့တော့ဒါတောက်မခံနိုင်တော့ဘူးတဖြည်းဖြည်းချင်းတဖြည်းဖြည်းစောက်ပေးရမယ်သူရဲ့ပြီးတော့ကြောင်မဲမှာကျွန်တော်အင်တာဗျူးတစ်ခုနားထောင်ရတော့ဟိုကြောင်မဲဒေတာကန်နေရာနေပြီးတော့မှာပူပေါင်းမပါဝင်ခြင်းတဲ့သဘောမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုအဒီခက်ခဲရ DNA လေးတွေ့တဲ့အကျက်တွေကကြီးတယ်ဒါပေမဲ့ DNA လေးကဒီအကျက်တွေကိုဖောက်ထုတ်ဖို့ဆိုရင်တော့သူကမန်လီအဲကာကွယ်တက်မတော်ပေါ့နော်မန်လီပြည်သူကာကွယ်တက်မတော်ဘာလို့ဒီ NGO နဲ့ပူးပေါင်းပြီးတော့ဘလို့ဖောက်ထွက်မလဲဆိုတာဒါစဉ်းစားရတော့မယ်ပေါ့ လက်ရှိ DNL ဟာလက်ကျန်မျိုးတွေကိုလက်မလွတ်ရရေး DPL နိုင်ငံခံ PDF တွေနဲ့ပူးပေါင်းပြီးတော့ခန်းဆက်ပြင်ဆင်မှုတွေလုပ်နေပါတယ်တနင်္ဂနွေအတိုင်းတန်နဲ့လက်လက်ဆုံဆုံထားတဲ့နေမီတွေကိုပြန်လည်ထိန်းဆိုဖို့စက်ကောင်စီအပြင်းထန်ကြိုးပမ်းနေတာဟာရွေးကောက်ပွဲကျင်းပပြီးနိုင်ငံတကာတရားဝင်အသီးမှတ်ပြုမှုကိုလိုချင်တာကြောင့်ဖြစ်တယ်လို့သုံးသပ်နေကြပါတယ်ခင်ဗျာ။